ားလုံးပဲမင်္ဂလာပါမြောက်ဝင်းတန်တိမန်ကနေပြန်လေးကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လားစစ်ပွဲတစ်ခုမှာအလှည့်အပြောင်းတွေကများလွန်ပါတယ်ယူကရိန်းစစ်ပွဲမှာလည်းဒီအလှည့်အပြောင်းတွေကိုတွေးကြရမှာပါအနာအဆူရဲ့ထောက်ပံ့မှုတွေရောတော့လိုက်ပြန်ရလိုက်အမေရိကန်ကဖြတ်တောက်လိုက်ပြန်ပေးလိုက်နေဒီတန်တရားတွေမှာပဲလေနေပါတယ်စစ်ပွဲတွေကိုလူနှမ်းပဲတိုက်လို့မရပါဘူးငွေနဲ့နိုင်ငံရေးတန်တမာရေးကဏ္ဍကလည်းအရေးပါပါတယ်။သူထက်ပိုပြီးအရေးပါတာကတော့ထောက်ပံ့မှုတွေပါ အခုယူကရိန်းစစ်ပွဲမှာထက်ကြားလာရတဲ့အတန်ကတော့ Tomahawk missile ဆိုတဲ့စကလုံးပါဒီ missile တွေက American အတွက်တော့တာဝေးပစ်လက်နက်အနေနဲ့ရှိနေခဲ့တာကြားပါပြီ1983မှာကလေးကစားပြီးသုံးခဲ့ကြလို့နှစ်ပေါင်းအနေနဲ့ဆိုရင်60တနှစ်ရှိနေပါပြီဒါပေမဲ့မအိုသေးပါဘူး American ရဲ့ဒီ missile တွေကို Ukraine ကလိုချင်တယ်ဆိုတဲ့အကြောင်းကမ္ဘာသတင်းတွေမှာတွေ့လာရပါတယ်စစ်ပွဲမှာလက်နက်တွေလိုတာကတော့သဘာဝကျပါတယ်အဆန်းတကြီးဖြစ်တဲ့ကိစ္စတော့မဟုတ်ပါဘူး ါပေမဲ့ယူကရိန်းစစ်ပွဲမှာတော့ဆက်ဆက်မှုတွေနဲ့ပါပြီးခဲ့တဲ့အလက်စကာဆွေးနွေးပွဲမှာဘာရာလက်ကိုမှမရခဲ့ပါဘူးပူတန်ကငင်းချင်းရေးလိုချင်တဲ့သူတစ်ယောက်ပါဆိုပြီးထရန့်ကဒီဘန်းလေးခံခဲ့ပေမဲ့တတက်ဆင်အောင်ကိုလွှဲတော့ပါတယ်ငင်းချင်းရေးဆွေးနွေးပွဲတွေအရာမရောက်လာတဲ့အဆုံးမှာတော့ယူကရိန်းကရုရှားရဲ့ထောက်ပံ့ရေးနဲ့စစ်ပွဲအတွက်တုံးနေရတဲ့စီတိုလောင်ခံတွေကိုပို့ပြီးတိုက်ခိုက်လာပါတယ်ယူကရိန်းရဲ့ဒီတိုက်ခိုက်မှုတွေပိုဖြစ်လာချိန်မှာပဲရုရှားရဲ့ drone တွေကပိုလန်ကိုရှောက်လာပါတယ် တစ်ချိန်နဲ့လည်းမရက်သေးပဲနောက်ထပ်တစ်ချိန်မှာတော့ပိုလန်နဲ့ရူမေးနီးယားစီကိုရောက်လာပြန်ပါတယ်နှစ်ချိန်နဲ့လည်းမပြီးသေးပါဘူး MNG တိုက်လေယာဉ်တွေကအက်စတိုနီးယားစီကိုထပ်ပြီးရောက်လာပါတယ်ဒါကြောင့် NATO အဖွဲ့ကယူကရိန်းစစ်ပွဲနဲ့ဆက်ဆက်ပြီးချိန်ရှောင်မှုနဲ့ကြုံလာရပါတယ်ဒီလို NATO ကကြုံခဲ့ပြီးတဲ့အချိန်မှာထရန်နဲ့ဇလန်စကီတို့ကကုလသမဂ္ဂမှဆွေးနွေးမှုတွေလုပ်ခဲ့ကြပါတယ်အဲ့ဒီဆွေးနွေးပွဲမှာတော့ထရန်ကယူကရိန်းရဲ့တာဝေးတိုက်ခိုက်နိုင်တဲ့အစွန်အစာကိုစိတ်ဝင်စားလာခဲ့ပါတယ် အမေရိကန်သမ္မတကဒီလိုစိတ်ဝင်စားလာတာကြောင့်လေယူကရိန်းလိုချင်နေတဲ့တွမ်မဟော့တွေတည်ငောင်းစီဖြစ်လာတယ်လို့ပဲပြောရတော့မှာပါဒါပေမဲ့ဒီကိစ္စကအတလောက်တော့မရွေးရှင်းပါဘူးယူကရိန်းစစ်ပွဲမှာဆိုပိုလို့တော့မှရှုပ်ထွေးပါတယ်ဒီနေ့ကတော့ယူကရိန်းရဲ့တွမ်မဟော့အိမ်မက်နဲ့အတအဆီဖြစ်နေတဲ့ပြဿနာတစ်ခုအကြောင်းကိုဆွေးနွေးတင်ဆက်ပေးတော့ပါမယ်ဒီပြဿနာတွေကတော့ယူကရိန်းကဒါတွေကိုဘယ်လိုပြစ်ခတ်မှလဲနဲ့တွမ်မဟော့ကြောင့်ဒီရုရှားအမေရိကန်ထိတ်တိုက်တွေးနိုင်မှု ပြဿနာတွေပါအတအဆီတိုင်းမှာတော့ရှင်းလို့ရတဲ့အရာရှိပါတယ် ရှင်းလဲရှင်းနိုင်ပါတယ်အချိန်ပဲယူကြရတာပါ။ဘာကြောင့်လဲဆိုရင်တော့အနောက်နိုင်ငံထုတ်လက်နဲ့အတုံးပြုခွင့်တွေကအမေရိကန်သဘောထားကိုလိုအပ်တဲ့အတွက်ပါ။ဒီတော့ပထမဆုံးအနေနဲ့အမေရိကန်ရဲ့တာဝေးပြည်လက်နဲ့ခွင့်ပြုချက်အကြောင်းကိုကျွန်တော်တို့ကြည့်ကြရအောင်ပါ။လက်နဲ့အတုံးပြုရဲ့ခွင့်ပြုချက်ကစစ်ပွေးစားဖြစ်ကလေးကရှိနေခဲ့တဲ့အရာပါ။ဘိုင်ဒန်လက်ထက်မှာလက်နက်တွေကိုထောက်ပံ့မှုတွေပေးခဲ့ပေမဲ့အများစုကအတုံးပြုခွင့်ကန့်သတ်ခံကြရပါတယ်။အဓိကကတော့ရုရှားနိုင်ငံတွေကိုတိုက်ခိုက်မဲ့ကိစ္စတွေမှာ အနောက်နိုင်ငံလက်နက်တွေကိုတုံးခွင့်မရတာပါဒီလိုကန့်သက်ထားတာကနှစ်နှစ်ခွေးလောက်ကြာပါတယ်2020နိုဝင်ဘာရွေးကောက်ပွဲအပြီးမှာတော့ဘိုင်ဒန်တို့ဒီမိုကရက်အုပ်စုကထရန့်ကိုရှုံးသွားခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးတာမြင့်ခံရတဲ့လက်နက်အစုအုံပြုခွင့်ရလာခဲ့ပါတယ်ခရမလင်အတွက်တော့အမေရိကန်လက်နက်တွေကိုတုံးတာကအထီးမခံတဲ့အရာပါဒါပေမဲ့ရုရှားရဲ့ရွှေကွက်ကအနောက်အုပ်စုရဲ့ဇလန်တွေကိုဝင်တော့ပါတယ်ရုရှားကဒါကိုတတိမထာမီလို့ဖြစ်တော့ခဲ့တာတော့မဟုတ်ပါဘူးရုရှားတွေအတွက်ဒီကစားကွက်က ရွှေဖို့လိုအပ်တဲ့အတွက်ပါဘလို့ကစားကွက်မျိုးလဲဆိုရင်တော့ယူကရိန်းရဲ့သိမ်းပိုက်ခံနေမြေတွေကိုရုရှားနိုင်ငံတွေတွင်းလိုက်တာပါမော်စကိုဘက်ကမျှော်လင့်တာကတော့ဒီလိုလွတ်လပ်ရင်လက်နက်အုံပြုခွင့်ကန့်သက်ခံရတဲ့ယူကရိန်းရဲ့စစ်ဘောင်ကတင်းမြောင်းလာမယ်ဆိုပြီးတော့ပါတော်တော်လေးယုတ်တိမရှိတဲ့ကစားကွက်ဖြစ်ပေမဲ့အလုံးဖြစ်ခဲ့တဲ့ဥပမာတွေတော့ရှိခဲ့ပါတယ်ခရိုင်းမီးယားကိုသိမ်းပိုက်တုန်းကလည်းဒီလိုပုံစံပါပဲနိုင်ငံတကာဘက်ကသာအသေးအမှတ်မပြုတ်ပေမဲ့လည်းဘာမှလည်းမဖြစ်ခဲ့ပါဘူး ဒါပေမဲ့အခုဒီယူကရိန်းစစ်ပွဲမှာတော့အလုံးမဖြစ်တော့ဘူးလို့ပြောရပါမယ်။ဘိုင်ဒန်ကသူ့ရုံးကနေမထွက်ခင်လပိုင်းလို့မှယူကရိန်းကိုအထောက်အပံ့တွေပို့ပေးလာခဲ့တယ်လို့အကန့်အသတ်ထားတဲ့ဒီအုံပြုခွင့်တရှိကိုလည်းပေးဖြတ်ပေးခဲ့ပါတယ်။ဒါကဘိုင်ဒန်ရဲ့မဟာဗျူဟာကြားတဲ့မူဝါဒတစ်ခုပါ။ရုရှားနဲ့ထိတိုက်တွေးနိုင်ခြင်းကိုလည်းအချိန်တစ်ခုအထိရှောင်လွှဲလို့ရနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ထရန်ကနောက်ထပ်နှစ်လလောက်နေရင်အင်ဖြူတော်ကိုရောက်လာပါလိမ့်မယ်။သမဏနေရာမှာထရန်ရောက်လာခဲ့ရင် ဒီခွင့်ပြုချက်တွေကိုပြန်ရုပ်သိမ်းမယ်ဆိုပြီးဘိုင်ဒန်ကယူဆခဲ့ပါတယ်။သူယူဆချက်အတိုင်းပဲထရန့်ကလုပ်ခဲ့ပါတယ်။ယူကရိန်းမျှော်လင့်ထားတာထက်ကိုထရန့်ကပိုလုံတော့ခဲ့ပါတယ်။ရဖို့ကျင်နေတဲ့အထောက်ပံ့တွေကိုဆိုင်းငံ့လိုက်တာအပြင် ထောက်လဲရေးအဆက်အလက်မျှဝေရေးကိုလည်းရပ်တန့်လိုက်ပါသေးတယ်။ယူကရိန်းစစ်ပွဲကိုရပ်တန့်မယ်ဆိုပြီးတက်လာခဲ့ပေမဲ့ထရန့်ရဲ့အစာပိုင်းလုပ်ရက်တွေကရုရှားအတွက်အရှိန်ရတော့စေခဲ့ပါတယ်။နောက်ပိုင်းမှာတော့ထရန့်ဘက်ကပြန်ပေးလာခဲ့ပါတယ်။ အစိုးရတွေကတော့အလကားထောက်ပံ့တာတွေမဟုတ်တော့ပါဘူး။ American ထောက်ပံ့မှုတွေပြန်ရလာပြီးတဲ့နောက်မှာတော့ Ukraine အစီအနေကမရေရာမှုကနေတဖြည်းဖြည်းပြောင်းလဲလာပါတယ်။ဒါကြောင့်ဒီ American ရဲ့သဘောထားနဲ့ခွင့်ပြုချက်က Ukraine အတွက်အရေးပါနေရတာပါ။ Russia ရဲ့ရန်လိုမှုကတော့မပြောင်းလဲသေးပါဘူး။2025စက်တင်ဘာ16ရက်နေ့မှာတော့ Russia drone တွေက NATO အရှေ့ပိုင်းခံစစ် CC ကိုရောက်လာပါတယ်။ဒီလိုဖြစ်လာချိန်မှာသတင်းတစ်ခုက internet ပေါ်မှာဟိုးလေးတကျော်ဖြစ်လာပါတယ်။စနေမ20မှာအင်တာနက်စာမျက်နှာတစ်ခုကလည်း အမေရိကန်ပန်တဂွန်ကဒီဘော်တီးနိုင်ငံတွေနဲ့ရုရှားနေဆဲနာဂါနိုင်ငံတွေအတွက်ပေးနေတဲ့ထောက်ပံ့မှုတွေကိုဆိုင်ငံတော့မယ်ဆိုပြီးတော့မှတင်းတွေတက်လာတာပါတကယ်လည်းပဲဒီအရှေ့ဥရောပမှာရှိတဲ့စီးရီလစ်ချင်းပေးမှုတွေအတွက်ကုန်ကြားနေတာကိုအမေရိကန်ကဆိုင်ငံလိုက်ပါတယ်ဒီလိုဆိုင်ငံမှုကအရှေ့ဥရောပနိုင်ငံတွေအတွက်တော့ရိုက်ခတ်မှုတွေဖြစ်ခဲ့ပါတယ်အမေရိကန်ကာကွယ်ရေးဌာနရဲ့အကြံပေးဖြစ်တဲ့ Evage A Kobe ကဒီကိစ္စရဲ့နောက်ွယ်မှာပါဝင်မှုရှိပါတယ် သူကဥရောပထဲတရုတ်ရဲ့ရှိန်ချောက်မှုကိုပို့ပြီးတော့မှအာယုံစိုက်ခဲ့သူပါထူးခြားတာကတော့ကုလသမဂ္ဂညီလာခံမှာစပြီးဖြစ်လာပါတယ်ထရန့်ကအရှေ့ဥရောပကိုရောယူကရိန်းအရေးမှာပါသဖောထားနေနေပြောင်းလာတဲ့အနေအထားဖြစ်လာပါတယ်ဒါကြောင့်ယူကရိန်းဘက်ကလည်းတာဝေးပြေးနိုင်တဲ့လက်နက်တွေကိုတောင်းဆိုလာရေးပါတော့တယ်ပြမဟောင်းနဲ့ပတ်သက်ရင်ရှုပ်ထွေးမှုတွေကရှိပါတယ်ဇယ်လင်စကီဘက်ကဒါကိုလိုချင်တဲ့အတွက်ခဏခဏတောင်းဆိုလာပါတယ်ပက်ထရီယော့စနစ်ကိုလိုချင်တုံးကလိုပါပဲမတူတာကတော့ အခုတောင်းဆိုတဲ့လက်နက်ကတိုက်ခိုက်ရေးမှာသုံးတဲ့လက်နက်ပါတရမ်ဟော့တွေကမျိုးကွေးများတဲ့လက်နက်တွေပါအဝေးဆုံးရောင်းနိုင်တဲ့အမျိုးအစားဆိုရင်မိုင်1500ကျော်အထိရောက်ပါတယ်ဒါပေမဲ့ယူကရိန်းကအဲ့ဒါလောက်အထိတော့မလိုပါဘူးအမေရိကန်ဘက်ကလည်းပေးမဲ့သဘောတော့မရှိပါဘူးအဲ့ဒီအစားမျိုးကွေးတွေတွေမှာဒီအကွာအဝေးအတူဆုံးဖြစ်တဲ့မိုင်930ကျော်ရောင်းနိုင်တဲ့အမျိုးအစားကိုပဲတောင်းဆိုမဲ့သဘောရှိပါတယ်ယူကရိန်းမြေပုံနဲ့အဲ့ဒီအတူဆုံးအကွာအဝေးပဲရောင်းနိုင်တဲ့မဆိုင်ကိုကြည့်အောင်ပါ ဟုတ်ပါတယ်မော်စကိုအထီးတော်မှာရောက်နိုင်ပါတယ်ဒါကတွဲမောမတ်ဆိုင်တွေတွေမှာအကော်ဝေးအတူဆုံးအနည်းဆုံးပဲရှိတဲ့မတ်ဆိုင်ပါယူကရိန်းမှာလည်းရှိထားတဲ့ဒီ high mass တွေကမိုင်330လောက်ကိုပဲရောက်နိုင်ပါတယ်ဒီတော့ဘာကြောင့်ဇလင်စကီကတွဲမောကိုလိုချင်တယ်လဲဆိုတာကိုသိလောက်ပြီးခြင်းပါတယ်ယူကရိန်းနဲ့မိုင်930အတွင်းမှာဆိုရင်ရုရှားရဲ့ရေနံစက်ရုံတွေတုံလောင်ခံတွေနဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေအများအပြားရှိပါတယ်ဒါတွေကိုယူကရိန်းကတူးနီတူးဟန်နဲ့တိုက်ခိုက်တာတွေလုပ်ခဲ့ပါတယ် ဩဂုတ်လကစာခဲ့တဲ့တိုက်ခိုက်မှုတွေအများစုက ယူကရိန်းဘက်ကနေပြီးကိုနီကိုဟန်နဲ့လုပ်ခဲ့တာပါထိခိုက်မှုကြီးမားတဲ့တိုက်ခိုက်မှုတွေမှာတော့အမေရိကန်ရဲ့ထောင်လင်းရေးအဆက်လက်တွေကြောင့်လည်းပါပါတယ်ဘိုင်နန်နဲ့ထရန့်လက်ထက်မှာကိုဟာဂျက်ကဒီအဆက်ပါဘိုင်နန်လက်ထက်မှာဆိုရင်တည်နှက်အဆက်အလက်ကယူကရိန်းနိုင်ငံအတွင်းမှာပဲရှိနေတဲ့အဖြစ်အပျက်တွေကိုပဲပေးတာပါထရန့်ကတော့ဒီလိုမဟုတ်ပါဘူးရုရှားနဲ့ပတ်သက်ရင်ထရန့်ကပို့ပြီးတော့ကစားကွက်တွေထုတ်သုံးတတ်ပါတယ်ရင်းနှီးဆက်ယုံတွေကိုဒရုန်းနဲ့ပဲတိုက်ခိုက်နေတဲ့ယူကရိန်းအတွက်တော့ တွမ်မဟော့မန်ဆိုင်တွေကထီရောက်မှုပိုပြီးရှိစေနိုင်ပါတယ်။ရင်းနဲ့ဆဲယုံနဲ့တုတ်လောင်ကန်တွေကတော့ပောက်ကွေးစေနိုင်တဲ့အရာတွေဖြစ်လို့ဒရုန်းနဲ့တိုက်ခိုက်မှုလုပ်ရင်လည်းကိစ္စမရှိပေမဲ့တဆိုးနေရာတွေအတွက်တော့ထီရောက်မှုမရှိပါဘူး။ဥပမာအနေနဲ့ဆိုရင်ဒရုန်းဆဲယုံတွေလိုနေရာတွေပါ။တွမ်မဟော့ကဒါတွေအတွက်ထီရောက်မှုကောင်းကောင်းပေးနိုင်ပါတယ်။ဥရောပနိုင်ငံတွေကလည်းဒီလိုနေရာတွေမှာယူကရိန်းကတုံးမဲ့ဆိုရင်တွမ်မဟော့ရရှိရေးအတွက်တိုက်တွန်းတာတွေလုပ်နိုင်ပါတယ်။ တကယ်တော့ဥရောပကယူကရိန်းအတွက်လက်နက်ဝေယူပေးလာရတဲ့အနေအထားဖြစ်လာနေပါတယ်။ထရန့်ရဲ့မူဝါဒကဘိုင်ဒန်နဲ့မတူဘဲလက်နက်တွေကိုအလကားမထောက်ပံ့တော့တာပါ။ဒါတွေကိုတီးကြပြီးဖြစ်မှာပါ။ဒါကြောင့်ဒီထရန့်ကသာမီးစိမ်းပြမယ်ဆိုရင်တွမ်မော်တူလိုတာဝေးပြလက်နက်တွေအတွက် အားတက်တယောထုတ်လုပ်ပေးဖို့အစီအစဉ်ရှိကြမှာပါ။ဒီနေရာမှာအမေရိကန်လက်နက်အစားယူကရိန်းထုတ်ဖြစ်တဲ့ Flamingo မဆိုင်လည်းဖြစ်သွားနိုင်ပါတယ်။သူကတော့ထွက်လာတာမကြသေးပါဘူး။ဒီမဆိုင်ကြောင့်ကိုလည်းကျွန်တော်ရှေ့ကဗီဒီယိုတွေမှာပြောခဲ့ပြပါတယ်။ စစ်ပွဲကာလဖြစ်တဲ့2023နှောင်းပိုင်းမှာမှစပြီးဖန်တီးခဲ့တဲ့လက်နက်ပါ2025မှာတော့စစ်စင်ရေးတချို့မှာတုံးလာနေပါပြီဒါပေမဲ့သူရဲ့ထိရောက်မှုကအခုထိရောကောင်းကောင်းတိတိကျကျမသိရသေးဘူးလို့ပဲဆိုရမှာပါအကွာအဝေးမှ1800အထိရောက်နိုင်မယ်လို့တော့ခန့်မှန်းထားကြပါတယ်မိုင်930လောက်ပဲရောက်တဲ့တွဲမဟုတ်ကိုလိုအပ်နေတာကလည်းခန့်မှန်းထားတဲ့အတိုင်းဖြစ်မလာတဲ့ပုံပါပဲအမေရိကန်ထုတ်လက်နက်တွေကယူကရိန်းတွေထက်နည်းပညာအရာအများကြီးတာပါတယ်ဒါပေမဲ့ တက်မောင်းနဲ့ပတ်သက်ရင်တရှိုးကိစ္စတွေကကြံပါသေးတယ်ဒါကတော့ဘလို့ပြစ်ခတ်မှာလဲဆိုတာပါလက်နက်တွေရှိတာကစေးရဲအတွက်အဆင်ပြေနိုင်ပေမဲ့ဒီလက်နက်တွေကိုတုံးနိုင်မဲ့အစွန်အစားဒါမှမဟုတ်ဒီနည်းပညာတွေကယူကရိန်းမှာရှိထားဖို့လိုအပ်ပါတယ်တွမောကိုသာလိုချင်ပေမဲ့ဘလို့တုံးရမလဲဆိုတာယူကရိန်းမှာရှင်းလင်းတဲ့ကိစ္စတွေမရှိသေးပါဘူးတွမောကိုပေးလိုက်ရင်တော့မှယူကရိန်းလိုနိုင်ငံကတုံးလို့ရနိုင်အောင်မှာမဟုတ်ပါဘူးဘာကြောင့်တုံးလို့မရနိုင်တာလဲမြင်သာအောင်အတွက်ကျွန်တော် high mass တွေနဲ့ဥပမာပေးရပါလိမ့်မယ် ဟိုင်းမတ်စနစ်မှာအက်ဒဂန်မဆိုင်တွေကိုထိပစ်နိုင်ပါတယ်။ယူကရိန်းထုတ်တွေ့တဲ့ဈေးကြီးပြီးတော့မှနိပညာအဆင်းမြင့်ပေမဲ့ဟိုင်းမတ်တွေကအသုံးပြုရဖို့အတွက်လွယ်ကူပါတယ်။အက်ဒဂန်မဆိုင်တွေကိုဝေယူခဲ့ရင်တော့ဟိုင်းမတ်တွေထိမှထိပစ်လို့ရပါတယ်။တိတ်ကိုရိုရှင်းတဲ့စနစ်ပါပဲ။တွမ်မော့တွေကတော့ဒီလိုမဟုတ်ပါဘူး။ယူကရိန်းကိုအမေရိကန်ကတွမ်မော့မဆိုင်တွေပဲပေးလိုက်လို့မရပါဘူး။အကြောင်းကတော့တွမ်မော့မဆိုင်တွေက ရေထဲတွင်မှာပဲတွေးရများတဲ့လက်နက်ဖြစ်နေတဲ့အတွက်ပါ။ အမေရိကန်ကိုတိုင်တော်မှဒီမန်ဆိုင်တွေကိုဖြတ်တင်ဖို့ခရူဇာနဲ့ရေငုပ်တင်ဖို့တွေမှာပဲတက်ဆင်ပြီးတော့မှတုံးနေရပါတယ်။ရုရှားရေတဲရဲ့အလံဆောင်တင်ဖို့ဖြစ်တဲ့မော့စကာဘာကိုယူကရိန်းကနှိမ့်မြုပ်လိုက်နိုင်ပေမဲ့သူ့မှာရေတဲအင်အားမရှိတော့ပါဘူး။ရှိနေသေးရင်လည်းတွဲမဟုတ်တွေကိုတင်ဆောင်လို့ရမယ့်တင်ဖို့တွေမရှိပြန်ပါဘူး။အမေရိကန်ကလည်းဖြတ်တင်ဖို့တစ်စင်းလုံးကိုရောင်းချဖို့အထူးအစီအစဉ်မရှိပါဘူး။အမေရိကန်ကပါကြောင်တွဲမဟုတ်တွေကိုရေတဲမှာပဲထားရတာလေ။ ရေတက်ကောင်းကောင်းမရှိတဲ့မဟာမိတ်တွေအတွက်မပေးချင်တာကြောင့်လားဒီမေခွန်းအတွက်အဖြေကတော့ CAK မှာရှိပါတယ်1980ခုမှာအမေရိကန်သမ္မတရော်နီရေဂန်နဲ့ဆိုဗီယက်ခေါင်းဆောင်မီခေးဂေါ်ဘာရှော့ကတာဝေးနျူကလ িয়ার လက်နက်ထိန်းချုပ်ရေးစာချုပ်ကိုချုပ်ဆိုခဲ့ကြပါတယ်ဒီစာချုပ်ကြောင့်မိုင်330ကနေ3400အတွင်းအကောအဝေးရောက်တဲ့လက်နက်တွေထုတ်လို့အသုံးပြုခွင့်မရှိတော့ပါဘူးဒါကြောင့်အက်ဒီကန်မဆိုင်တွေမှာမိုင်330ထက်အကောအဝေးမပူကြတာပါ ဒီလိုတာဝေးပြည့်လက်နက်တွေကိုကန်တက်လိုက်တာရဲ့အကျိုးကတော့လက်နက်စရိတ်တွေကိုရှော့ရှားလိုက်နိုင်တာပဲဖြစ်ပါတယ်။တာဝေးပြည့်လက်နက်တွေနဲ့ပတ်သက်ပြီးတော့မှမဟာဗျူဟာအရာစိုးရိမ်မှုကလည်းရှိပါတယ်။ဒီလက်နက်တွေမှာနျူကလ িয়ার ထိပ်ဖူးတက်ပြီးအသုံးပြုမယ်ဆိုရင်တဖက်နိုင်ငံကတုံ့ပြန်ဖို့အတွက်အရှိန်မရပါဘူး။9မိနစ်ကနေ10မိနစ်အတွင်းမဲ့တုံ့ပြန်ဖို့အတွက်အရှိန်ရတာပါ။ဒါကနျူကလ িয়ার မဆိုင်ကိုဟန်တာဖို့အတွက်အရင်နေတဲ့အရှိန်ပါပဲ။ ဘာကြောင့်တာဝေးပြည်မဆိုင်တွေကိုကန့်သတ်ဖို့ဖြစ်လာတယ်လဲဆိုရင်တော့အစိုးရကပြောခဲ့တဲ့ကိစ္စအပြင်1980-80ပြည်လုံးနှစ်တွေက ရှိခဲ့တဲ့လက်နက်အပြန်အစိုင်းတက်ဆင်ကြမှုနဲ့လည်းသက်ဆိုင်ပါတယ်။ဆိုဗီယက်ကအဲ့ဒီအချိန်မှာ SS-20 အမျိုးအစားတာဝေးပြည်မဆိုင်ကို ထုတ်လုပ်ပြီးတော့မှအရေးအတွက်ရာရှိကိုအနောက်ဥရောပစီချိန်ရွေထားခဲ့ပါတယ်။ဒါကြောင့်အနာအုပ်စုကတုံ့ပြန်တဲ့အနေနဲ့ Fashion 2အမျိုးအစားတာဝေးပြည်မဆိုင်ကိုတုံးလာပါတယ်။ အနောက်ဥရောပနဲ့ဆိုဗီယက်ရဲ့လက်နက်ပြိုင်ဆိုင်မှုကအဲ့ဒီအချိန်မှာကြောက်စရာအကောင်းဆုံးဖြစ်နေပါတယ်။နှစ်ဖက်တင်းမာမှုကလည်းတနေ့တခြားပို့ပြီးကြီးထောလာနေတာပါ။ပြည်သူတွေရဲ့စံကျင်မှုတွေနဲ့ကဲကွဲမှုတွေကအထံပိုကျေလာတဲ့အချိန်မှာတော့နှစ်ဖက်ဆွေးနွေးဖို့ဖြစ်လာပါတယ်။ဒါကြောင့်အမေရိကန်နဲ့ဆိုဗီယက်တို့ကသဘောတူညီမှုတွေကိုလုပ်ခဲ့တာပါ။အဲတော့ကသဘောတူညီမှုမှာတော့တာဝေးပြစ်လက်နက်တွေကိုမြေပြင်စခန်းတွေမှာမထားကြဘို့ရှိနေတဲ့အရာတွေကိုဖျက်ဆီးဖို့နဲ့လွတ်လပ်တဲ့စုံစမ်းမှုတွေကိုလက်ခံဖို့ပါပါတယ်။ စာချုပ်ကနေမက်ဆိုင်2900ကိုဖျက်ဆီးနိုင်ခဲ့ကြပါတယ်။ကာဝေးပြည့်မက်ဆိုင်တွေအစားပိုဝေးဝေးရောင်းနိုင်တဲ့တိုက်ရှင်ပြည့်မက်ဆိုင်တွေကိုပဲအသုံးပြုခွင့်ပြုလာပါတယ်။သူတို့ကပြင်မက်စီရောက်ဖို့အတွက်အချိန်မိနစ်20လောက်ကြာပါတယ်။ဒါကြောင့်ဟန်တာဖို့အတွက်လွယ်ကူနိုင်တဲ့အရာပါ။ဆိုဗီယက်အမေရိကန်စာချုပ်မှာတော့ရေတပ်တွေမှာတုံတဲ့တာဝေးပြည့်မက်ဆိုင်တွေကိုဖျက်ဆီးရမယ်ဆိုပြီးမပါထားပါဘူး။ဒါကြောင့်အမေရိကန်မှာတွမ်မဟော့ကိုရေထဲမှာပဲတွေ့နေရတာပါ။ တဆိုင်ကတော့ဒီတွဲမောအမဆန်းတွေကိုမြေပြင်ကနေပြေးနိုင်မဲ့စနစ်တွေရှိခဲ့ပါတယ် BMG 109G ဒီ graphon တွေကအဲ့ဒီလိုစနစ်ပါဒါပေမဲ့ nuclear လက်နက်တန်းနိုင်တဲ့တာဝေးပြေးမဆန်းဖြစ်တဲ့အတွက်စာချုပ်နဲ့ညှိနေပြန်ပါတယ်2019မှာတော့ Donald Trump ကစာချုပ်ကနေထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်သူရဲ့အကြောင်းပြချက်ကတော့ရုရှားက 2M729 မဆိုင်ကိုမြေပြင်အတွက်ထုတ်လုပ်အသုံးပြုနေတာအကြောင်းလို့ပြောပါတယ်တကယ်တော့ရုရှားတပ်နိုင်ငံတွေနဲ့မဆိုင်ပါဘူး ပေဟုတ်ကလည်းဒီစာချုပ်ထဲမှာမပါတဲ့အတွက်တာဝဲပြည်မှဆိုင်းတွေကိုစိတ်ကြိုက်လုခွင်းရှိနေပါတယ်။ဒါကြောင့် Trend ကအမေရိကန်ကိုရှုံးအောင်ထားတဲ့စာချုပ်ကနေထွက်ခဲ့တာပါ။အခုဆိုရင်ရုရှားလဲစာချုပ်ကနေတွေးဖေးလာတဲ့အတွက်ဘယ်သူမှဒီစာချုပ်ထဲမှာမရှိတော့ပါဘူး။အမေရိကန်ကစာချုပ်ကနေထွက်ပြီးမကြခင်မှာပဲတွဲမဟောတွေကိုမြင်ပြန်ပါပါတုံးလို့ရအောင်လုပ်လာပါတယ်။တင်မောတွေမှာတုံးတဲ့ဒီ Mac 41ဒုံးပြေလောင်စာကိုဒီတွေးတွေနဲ့တင်ဆောင်ပြစ်ခတ်နိုင်အောင်ဖိနှိပ်ခဲ့ပါတယ်။ တိုင်ဖုန်းမတ်ဆိုင်းစနစ်ကိုလည်းအမေရိကန်ကဖန်တီးလာခဲ့ပါတယ်။နောက်ပြီးတော့ Mac 41ကိုကားပေါ်တင်ထားတဲ့ Tomahawk မြေပြင် version ကိုလည်းထုတ်ပြလာခဲ့ပါတယ်။ဒါကြောင့် Ukraine ဘက်ကရလာခဲ့ရင်လည်းဒီလိုအမျိုးအစားတွေကပဲဖြစ်နေနိုင်ပါတယ်။လက်တလော့မှာတော့ရဖို့မရဖို့ကမသေးကြသေးပါဘူး။ Tomahawk ကတာဝဲပြစ်နိုင်ပြီးတော့မှစွန့်ရီမြင်းတယ်ဆိုပေမဲ့လည်းသူ့မှာပြဿနာတွေရှိနေပါတယ်။ဒါကတော့အရေးအတွက်ပြဿနာပါ။ American တော်မှ Tomahawk တွေကိုအရေးအတွက်များများဆဆမရနိုင်သေးပါဘူး။ လက်ရှိအချိန်ကြီးဆိုရင်အမေရိကန်ကတစ်နှစ်ကို Tomahawk အစင်းရည်90ကနေ100လောက်ပဲထုတ်လုပ်နိုင်သေးပါတယ်။ဒါကစစ်ပွဲတစ်ခုကိုထောက်ပံ့နိုင်တဲ့အထီတော်မှမရှိသေးပါဘူး။ကိုပိုင်ရေတပ်ကိုယ်တော်မှအပြည့်အဝထောက်ပံ့နိုင်တဲ့အနေအထားလည်းမဟုတ်ပြန်ပါဘူး။အရေးအတွက်နဲ့ထုတ်လုပ်နိုင်မှုကအရန်ကိုနေနေသေးတယ်လို့ပဲပြောရမှာပါ။ဒါကြောင့်ယူကရိန်းဘက်ကအပူတပြင်းတောင်းဆိုရင်တော့မှပြင်နိုင်ဖို့မသေးကြသေးတဲ့အနေအထားပါ။ထောက်ပံ့ရေးအပိုင်းမှာရေယာမှုမရှိသလိုနိုင်ငံရေးပြဿနာတချို့လည်း ြန်နေပါသေးတယ်။ဒါတွေကတော့ American နဲ့ Russia ထိတိုက်တွေးနိုင်တဲ့ပြဿနာပါ။တွဲမောင်းနဲ့ပတ်သက်ရင် Moscow ရဲ့အမြင်ကကျေနပ်မှာမဟုတ်တာတော့သိကြပါရဲ့။ရောင်းချမှုတွေမလို့ဖို့ကိုလည်း Kremlin ဘက်ကပြောမှာပါ။ Ukraine ကိုပေးအပ်မယ်လို့အသံထွက်မှန်ဆိုရင်တော့စိန်ဆောင်မှုတွေကဖြစ်နေမှာပါ။ Ukraine ဘက်ကမတ်ဆိုင်းကိုရာတော့ခင်းရင်လည်းစစ်ပွဲအတွက်ထူးခြားမှုတွေကတော့အများကြီးဖြစ်မှာမဟုတ်ပါဘူး။တွဲမောင်းကဘလောက်ပဲအဖြစ်ဆုံးအကြီးကြီးစစ်ပွဲအရှင်တွေကိုတော့ ြောင်းလဲမှုတွေသိမ်းလုံးနိုင်မှာမဟုတ်ပါဘူး။ trend ကသာဒီမတ်ဆိုင်းတွေကိုမီးစိမ်းပြလိုက်မယ်ဆိုရင်ပူတင်ကလည်း original လို့ဒီမတ်ဆိုင်းတွေကိုဗန်နီဇွဲလာအတွက်ပြန်ပေးလာနိုင်ပါလိမ့်။ဒီလိုဖြစ်ဖို့ကတော့မရှိသေးပေမဲ့ဖြစ်လာခင်းရင်တော့ကျူဘာမတ်ဆိုင်းအရေးလို့ပဲ Caribbean မှာ Venezuela မတ်ဆိုင်းအရေးဆိုပြီးတော့မှဖြစ်လာပါလိမ့်မယ်။ဒီလိုဖြစ်ဖို့ကတော့ယာနုံအနေနဲ့အရင်နေပါလိမ့်။ဖြစ်နိုင်ခြင်းအများဆုံးရှိတာက Ukraine နာမတ်ဆိုင်းတွေကိုရလာခင်းရင် Russia ကလည်း Europe နဲ့ NATO ကို ချိန်ချောင်းမှုပုံစံအသစ်တွေနဲ့လုံလာနိုင်ပါတယ်။လက်ရှိချိန်ချောင်းမှုတွေမှာဆိုရင်အရှေ့ဥရောပနိုင်ငံတွေစီကို drone တွေနဲ့ပြန်ဝေးပြားတာမျိုးပဲရှိပါသေးတယ်။ဒီထက်ပိုပြင်းထန်တဲ့နေဆက်အနီးမှာတက်တွေအပြောင်းအရွှေ့ပိုလောက်တာဒီအစည်းအလှုပ်ရှားမှုခက်စိတ်စိတ်ပေါ်ဆောင်တာနဲ့နေတိုးပိုင်တဲ့တွေ့ထေလေရင်တွေဝင်လာတာတွေအထူးဖြစ်လာနိုင်ပါတယ်။ဒါတွေပြင်ရုရှားရဲ့ဒီပုံမှန်လုံနေချာဖြစ်တဲ့ဥရောပနိုင်ငံတွေအတွင်းကအပြက်အမောက်လုပ်ငန်းတွေကလည်းပိုပြီးပြင်းထန်လာမှာပါ။ ဆိုင်ဘာတိုက်ခိုက်မှုတွေနဲ့ယူကရိန်းကိုပိုပြင်းထန်တဲ့တိုက်ခိုက်မှုတွေကလည်းဖြစ်လာနိုင်ပါတယ်။ယူကရိန်းကတော့အကျိုးဆက်ကိုတည်နေပေမဲ့သူ့နိုင်ငံရဲ့တည်ရဲ့အတွက်လိုအပ်တာကိုတောင်းဆိုရမှာပါ။စစ်ပွဲကဘယ်အထိကြာမဲဘလောက်အထိကြေပြန်းလာမဲဆိုတာမပြောနိုင်သေးပေမဲ့ပြောလို့ရတာကတော့ဒီစစ်ပွဲကြောင့်ပြည်သူနဲ့လူငယ်တွေရဲ့အသက်တွေကတဖြည်းဖြည်းကုန်လာနေပါပြီ။နိုင်ငံရဲ့ကစားကွက်တွေစီရင်ပြူဟာတွေရဲ့အောက်မှာနိုင်ငံကိုကောက်ွေဖို့ရည်ရွယ်ချက်ရှိတဲ့လူငယ်တွေကိုဆုံးရှုံးနေရတာက ရေတွက်လို့မရတော့ပါဘူးပူတင်ကသူ့ရည်ရွယ်ချက်ရတဲ့အထိဆက်ပြီးတော့မှဆွေးထားအောင်မှဖြစ်နိုင်တယ်လို့ဇလန်စကီကလည်းယူကရိန်းကိုဒီငကိုယူကရိန်းပြန်ဖြစ်မှာပဲနားမှာပါလက်ရှိစစ်ပွဲအရှင်တွေကတော့တူတင်ကိုတင်ဖြစ်နေပါတယ်ဒီဗီဒီယိုထဲမှာကျွန်တော်ပြောပြထားတဲ့သုံးသပ်ချက်တွေနဲ့ပတ်သက်ပြီးတော့လည်းမိတ်ဆွေတို့ပွင့်ပွင့်လင်းလင်း comment မှာစိတ်ကြဝေဖန်လို့ရပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗီဒီယိုကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာလည်းအခုလိုမျိုးစီးရဲသုံးသပ်ချက်တွေလက်တော်ဖြစ်ပျက်နေတဲ့ကမ္ဘာနိုင်ငံရဲ့သတင်းတွေ ဘုဟုဒရာရရှိပြီးတော့မှထူးခြားဆန်းပြတဲ့အကြောင်းအရာတွေကိုလမ်းလမ်းမိတဲ့လောက်ရှာဖွေတင်ဆက်ပေးနေဦးမှာမို့စောင့်မျှော်ကြည့်ရှုကြပါဦးခင်ဗျာနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာကြံကြံမှမှနဲ့ပြန်ဆုံတွေ့ကြရအောင်ပါအကောင်ဆုံးအသက်တာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါရစေလူကြီးမင်းတို့ရဲ့ great တဲ့အမှတ်စဉ်အောင်လမ်းမှဘွဲလမ်းမနဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းအသက်တာဆုံးနဲ့အမြင့်ဆုံးဝန်ဆောင်မှုပေးနေပါပြီဖုန်းနံပါတ်39 668 9192 39ကို6095539လေးလေးနှစ်တုံးနဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်။